မင်္ဂလာနံနက်ခင်းပါဒီနေ့တော့ကျွန်မခုအကြောင်းလေးကိုဖန်ပြောချင်ပါတယ်အခုဘာသာအုပ်ကိုဖတ်နေလဲဆိုလို့ရှိရင်တော့ so the way to begin a person in heaven by david ဒီစာအုပ်ကိုဖတ်နေပါတယ်အဲ့တော့လောကမှာပေါ့နော်လူတွေကတချို့ကကြတော့လေပတ်စံကိုပဲတ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 ဲမဲမဲရှာနေကြတယ် ချို့ဆိုရင်လည်းအချစ်ကိုတဲတဲမဲမဲဆန်နေကြတယ်။တချို့ဆိုရင်လည်းအော်ဂုံတိတ်ခါကိုထိမ့်သိမ့်ဖို့အတွက်အများကြီးပေါ့နော်။ဖာထေးပြီးတော့ဆန်နေကြတယ်။အဲဆိုတော့ကျမဘဝနဲ့ပတ်သက်ပြီးတော့ကျမအကြောင်းလေးကိုကျွန်တော်ပြောချင်တယ်။ကျမကဒီအသက်20နဲ့ကျောင်းပြန်နေခဲ့တာ။အဲ့ဒီအချိန်မှာ အသက်က20ခုနှစ်တန်းပဲရှိသေးတယ်6တန်းအောင်လာတာပေါ့နော်ဒါနဲ့ပဲဒီမှာကြောင်းပြန်တက်တဲ့အခါမှာကိုယ်စိတ်ထဲမှာပေါ့နော်ကိုယ်စိတ်ထဲမှာငါကကြောင်းတက်ပြီဆိုတော့ဒီကိုယ်တငယ်ချင်းတွေကဆရာအောင်သွားပြီပေါ့နော်ကြောင်ထက်ထားတဲ့ဥစ္စာကကိုကအဲစံမွေးပွဲကြံ့နေတယ်လို့ပဲသဘောထားပြီးတော့ဒီပြန်ကြိုးစားတဲ့အနေနဲ့ကိုကပြန်တက်ခဲ့တယ်နော်အဲ့အချိန်မှာ ဟိုတော်တော်လေးကိုပေါ့နော်တော်တော်လေးကိုကျွန်မစ조사ခဲ့ဆယ်တန်းနဲ့နှစ်ချင်းမှအောင်သွားတယ်ဒါကျွန်မကြွားတာလည်းမဟုတ်ပါဘူးအအရင်တော့ကတော့ဆယ်တန်းအောင်ရင်ဘာဖြစ်မလဲညာဖြစ်မလဲအဲ့လိုထင်ခဲ့တာဟုတ်အဲ့နဲ့ဆယ်တန်းနဲ့နှစ်ချင်းမှအောင်သွားတယ်ဆယ်တန်းအောင်ပြီးတော့ဘာလို့မလဲမသိဘူးအဲ့နဲ့တက်ကတော့ဆက်တက်ပေါ့မေဂျာကဟိုဟာစိုက်ပျိုးရေးစီးပွားရေးမေဂျာ စီပွားရေး eco eco ရတယ်အဲ့ဒါနဲ့ကိုက eco မလို့ခြင်းဘူးပေါ့နော်စီပွားရေးမလို့ခြင်းဘူးကိုကဘယ်ဘက်ကိုစိတ်ဝင်စားလဲဆိုလို့ရှိရင်စိတ်ပိုင်းဆိုင်ရာကိုအရင်စိတ်ဝင်စားတယ်ဒီလက်ရှင်တို့အဖုံကြီးတို့ပေါ့နော်အဲ့လိုမျိုးဖြစ်ချင်ခဲ့တယ်ကောမစီပွားရေးရှိလားကောမပတ်စံရှိလားဆိုရင်လည်းနောက်ခံ background လည်းမရှိဘူးစီပွားလည်းမရှိဘူးဒါပေမဲ့ကျွန်မအဲ့ဒီဘက်ကိုစိတ်အရင်ဝင်စားခဲ့ခက်နေပေါ့နော် အစိတ်ပညာကိုပြန်လိုက်တယ်စိတ်ပညာကိုပြန်လွယ်လွယ်လေးပဲဒါပေမဲ့စိတ်ပညာကနေတော့အဲဒီစီးပွားရေးဘက်ကိုပြောင်းလို့မရဘူးတဲ့စီးပွားရေးရနေရအမြင့်ရနေတော့အနေကိုဆင့်လို့ရတယ်ဒီစိတ်ပညာနိုင်နေပေါ့အဲ့နဲ့ပြောင်းလိုက်တယ်ဒါပေမဲ့ကျွန်တော်မေဂျာမှာစိတ်ပညာနည်းနည်းပဲရှိတယ်စာရွက်တရွက်တောင်မဖြစ်လူတဲ့လူဆိုရင်လည်းအခန်းထဲမှာပြည့်တောင်မဖြစ်အဲ့လောက်ထိမေဂျာမှာပေါ့နော်ဟိုကမရှိခဲ့ဘူးလူမရှိခဲ့ဘူး ဲ့တော့ကျမကအဲ့ဒါနဲ့ပဲပေါ့နော်အာတော့ပြီးတော့ဝဲရခဲ့တယ်ဝဲရတဲ့အခါမှာဒီတိုင်းပဲနေနေတယ်ဘာမှလည်းမရှိဘူးပေါ့နော်အဲ့နဲ့အလုပ်လည်းမရှိဘူးအလုပ်လည်းမရသေးဘူးအလုပ်တဝင်လောက်တော့လေကိုနဲ့တိုက်ညီတဲ့အလုပ်လည်းမရှိဘူးပေါ့နော်အဲ့လိုမျိုးဖြစ်ခဲ့တယ်အဲ့နဲ့ဒီနေ့ပေါ့နော်ဒီခရိယံဖုန်ကြီးတစ်ပါးကကျမကိုမမင်းစိန်နဲ့အဲဒီတိုင်းပေါ့နော်နေတယ်ဆိုလို့ရှိရင် ။သမီးကဟိုကပြစ်မယ်။အဲ့တော့သူနာပြစ်တင်တဲ့တက်မလားတဲ့။အမှ replacement test တွေပါတွေဖြေလို့ရတယ်တဲ့။ညာဆက်ရမ်းနဲ့အောင်ထားတဲ့ဘယ်လဲရတာပြီဆိုတော့တဲ့။အဲ့နဲ့ကျမကမွတ်စလင် balance ရုံတော့အမှတစ်နှစ်ခွဲတက်ရတယ်ကျမတို့။တွားဖြေတဲ့အခါမှာအောင်တယ်။အောင်တဲ့အခါမှာကျမအာသူနာပြစ်တက်ခဲ့တယ်။တစ်နှစ်ခွဲလောက်တက်ခဲ့တယ်။ သူနာပြင်ဆက်တက်တဲ့အခါမှာကျမရဲ့အသက်က24နှစ်တောင်ရှိတယ်။အဲဆိုတော့ကိုကအများအားပေါ့နော်။နောက်ကျနေတယ်လို့ခံစားရတယ်ပေါ့နော်။နောက်ကျနေတယ်လို့ခံစားပြီးတော့အမလို့မဘာလို့မလဲပေါ့။အဲ့နဲ့အခုပဲဖွေးရတယ်လောလောလား။အခုသူနာပြုတ်ပြန်ဖြည့်တယ်ဆိုတော့ပေါ့နော်။အဲထားတော့ဆိုပြီးတော့ကျမသူနာပြုတ်ကိုဇက်တိုက်တက်ခဲ့တယ်။တက်တဲ့အခါမှာအာလက်မှတ်ရတယ်ပေါ့နော်။ အမှတွေ့စစ်တာတော့အကုန်လုံးတင်ပေးတယ်သူကဒီအစိုးရမက်စ်လို့ပြောပဲအကုန်တင်ပေးတယ်အကုန်မောင်းရတယ်အဲ့နဲ့ပဲအဲ့မိုးဝမ်းကြောင်းပြုတ်ပြီးတော့ပထမဦးဆုံးဟိုရတဲ့လူနာကပေါ့နော်ဟိုဟာတေဂန်နီလူနာတေဂန်နီလူနာကိုဟိုအမတ်တယောက်ကစောင့်စောင့်တဲ့အခါမှာသူကတင်မယ်ဆိုတာကိုသိတာကိုသိတော့ဖမ်းမစ်စင်းနဲ့ညကစောင့်တဲ့အဲ့ဒီမှာပေါ့နော်ပြဿနာရလိမ့်မယ်တဲ့ ဟိုကလည်းဟုတ်ကဲ့ဆိုပြီးတော့ခါတဲ့ဟိုသူ့မချင်းချင်းပါလေးယူပြီးတော့သူခိုင်းတာကိုသွားလောက်တာပေါ့လောက်တဲ့အခါမှာလူနာသေတော့နောက်ကျတော့ကိုကတဏှာကြီးလောက်ပဲနေရတယ်လူနာသေရောသေတဲ့အခါမှာအခုဝင်သူနာပြုတ်တင်းဆင်းလာတာပေါ့နော်လူနာသေပြီသေတဲ့အခါမှာဆင်မတဲ့သွေးပေါင်ချိန်ကြည့်ပါတဲ့ ဘယ်လိုလုပ်မလဲပေါ့နော်လူတင်ကိုကွာသွေးပေါင်သွားချိန်ရမှာပေါ့နော်သူတို့ကမကျင်နဲ့နိုင်ဘူးအဲ့ဒါသွေးပေါင်ချိန်ချိန်မှာအနာပေါ်လက်တုံးနေပြီတုံးပြီးတော့အဲ့သွေးပေါင်ချိန်လိုက်တယ်သွေးပေါင်ချိန်တဲ့အခါမှာအဲ့မကြားရတော့ဘူးလို့တုံညဖြစ်နေတယ်ပေါ့နော်အဲ့ဆိုရင်တော့ဆ iam မကြည့်ပေးပါနဲ့သူကဘလို့ဖြစ်သွားပြီလဲတဲ့ဘလို့ဖြစ်သွားပြီလဲဆိုတာတော့ကျွန်မအခုစန်နာကြီးခွဲပြီပေါ့နော်မနေ့စန်နာကြီးခွဲပြီဆ iam ကိုခေါ်ပေါ့အဲ့နဲ့ဆ iam ကိုခေါ်တယ်ဆ iam ခေါ်တော့ ဆရာမကလာတယ်လာတဲ့အခါမှာအဲကျွန်မသူနာပြရပေးတယ်လေအဲ तू ကမဟုတ်ဘူးလို့သမီးကအခုမှရောက်လာတာပေါ့နော်တနားရီပဲရှိသေးတယ်လို့တနားရီရှိတော့ညဆရာမကတော့ထွက်သွားပြီလို့ကျွန်မကထွက်လိုက်တာလို့ဆရာဝန်လည်းပြုံ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 းနဲ့အဲနဲ့သမီးဘယ်အချိန်မှဖြစ်တာလဲတဲ့ဆန်နာရီခွဲလောက်မှဖြစ်တာလို့မင်းလူနာတက်မရှိတော့ဘူးတဲ့ဆုံးပြီပေါ့နော်အဲဆရာကအတင်းပြုတ်ပြီးတော့အဲ့မှာပေါ့နော် အဲကိုဘောနော်ဒီတိုင်းပဲစောင့်ခိုင်းတယ်စောင့်တော့လေကိုယ့်အကူစစ်ကစဉ်းစားတယ်အမှလူနာစောင့်တာပေါ့နော်မတားစောင့်တာမှမဟုတ်တာငါပြန်ကျင်တယ်ပေါ့ကိုယ်စိတ်ထဲကနေဖြစ်လာတယ်အမှလို့ဒီမှာပြန်တော့မယ်လို့အဆင်မနဲ့ဘလောက်ကြလဲတဲ့ဟောမပေးပါနဲ့လို့ဟိုဗာလဲစေရနာရှိတဲ့လောက်ပဲပေးလိုက်ပါလို့ရအဲ့မှာသူတို့ကဘလောက်3000လောက်မပေးလိုက်ဟာနဲ့ပဲကွာအဲ့ဒီအဲ့တော့3000ကလည်းဟိုတော်တော်လေးကိုတန်ဖိုးရှိသေးတယ်ပေါ့နော်2000 အဲ့ဒီချိန်ထဲမှာအတုံးအောင်ဆိုတာမနှဲဘူးပေါ့နော်တန်ဖို့ရှိတယ်အဲ့ဒါနဲ့ယူလာတယ်ယူလာပြီးတော့ဒါနဲ့ပဲကျွန်မတူနာပြုတ်ဖို့ပေါ့နော်အဲ့ဒီကနေပြီးအဲ့ဒါက home base ပဲအဲ့ဒါလေးကဒစိတ်တိုင်းပဲဖြစ်အဲ့နဲ့ Trinity Second မှာ Second မှာပေါ့နော်ကျွန်မဟိုရရခဲ့တယ်အလုပ်ရခဲ့တယ်အလုပ်ရတော့အဲ့ဒီ Second မှာလုပ်တယ်ကျွန်မငယ်ငယ်တုန်းကဆိုရင်အများတက်ကြွတယ်ဟဲ့ ပန်ရှင်နဲ့ခေါ်တယ်။အရာရာတိုင်းကိုစိတ်ဝင်စားတယ်ကွာ။အရာရာတိုင်းကိုစိတ်ပါဖို့ရအောင်လုပ်တယ်။အဲ့နဲ့ကျွန်မအလုံး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 ပြီးတော့ Trinity မှာ၄နှစ်လောက်လုပ်ခဲ့တယ်။အမှမုံတိုင်းနာကင်မုံတိုင်းလေအဲ့ဒီမှာဖြစ်တယ်။နောက်ဆက်အမနာဂိမောင်နဲ့ဖြစ်ပြီးတော့နာဂိမောင်နဲ့ဖြစ်ပြီးနောက်လက်ကြရောကျမစေကန်းလိုက်လဲပိတ်အဲ့နဲ့ဆရာဝန်ကကျမကိုအဲသဘောကျသွားတယ်ပေါ့နော်အဲအလုံးလုံးတော့ကင်မောင်ကောင်းတယ် မင်းတို့ပေါ့နော်စေယုံကြီးကိုခေါ်မယ်တဲ့အဲ့ဒါစေယုံကြီးနှလုံးထဲစိတ်ဆောင်ကိုကျွန်မကိုခေါ်ရပြီးတော့အလုပ်လုပ်တယ်အဲ့ဒါအဲ့ဒီမှာပဲပေါ့နော်ကျွန်မတစ်နှစ်လောက်လုပ်ပြီးတော့ဖဲစိတ်ခံတာလုပ်လုပ်ပြီးတော့အဲ့ဒါအာအောက်မှာပေါ့နော်အောက်မှာတဲ့ဟိုနှလုံးရိုးရိုးနှလုံးကုရှိတယ်ဆိုပြီးတော့အဲ့ဒါဆရာကြီးကုတင်တာပေါ့သူ့ဆင်မှာပို့လိုက်တယ်ပို့လိုက်တော့ ။ဟာလေအဲ့ဒီအောက်ကိုသွားတော့ဆရာကြီးကလည်းအမအသက်58 59လောက်ရှိပါတော့58 58လောက်ရှိပြီ။58လောက်ရှိပြီဆိုတော့ကျွန်မတို့ပင်စင်သွားကံကြီးကြီးအန်နဲ့နှလုံးခွက်စိတ်မှာနှစ်နှစ်လောက်လုပ်ခဲ့။လုပ်ခဲ့ပြီးတော့ဆရာကပင်စင်သွားရမယ်ဆိုတော့ပေါ့နော်။အာတမီးကိုပေါ့နော်ဒီတိုင်းဟိုဟာဒီမှာတော့မထားနဲ့အဆက်တော်ဝင်မှာတွင်ပြမယ်ဆိုတော့ကျွန်မအဆက်တော်ဝင်မှာပေါ့နော်အဲ့နဲ့ဆရာကြီးနဲ့တွေ့ပြီးအလွတ်လောက်တာ ဆရာကြီးကလည်းပြင်ဆင်သွားပြီကျမလည်းအဆက်တော်မှာပဲအလုံးလုံးလိုမျိုးပဲပေါ့နော်ဆရာကြီးနောက်ကိုလိုက်ပြီးတော့အလုံးလုံးခက်ပါနှလုံးခက်စိတ်အနှလုံးအထုကုအဲ့ဒါနဲ့ကျမဟိုဆရာကြီးနားမှာပဲစတန်ဘိုင်နေရစတန်ဘိုင်နေရတယ်တင်းမှန်နာရတော့မရှိဘူးတင်းဝင်နေနေလာတင်နာတယ်အဲ့ဒါနဲ့အလုံး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 ရင်းလုံးရင်းနဲ့ကျမလုံးလိုက်တာ2000ရှစ်ကန့်လေးလုံးလိုက်တာနော်2000 2056ထိပေါ့နော်2056ထိဆိုတော့ဘယ်နှစ်နှစ်ရှိခုနှစ်ရှင်းနှစ်လောက်ရှိနေတယ်2056အထိကိုလောက်ပြီးတော့2019 2019လည်းရောက်ရောကိုရီးယားဟိုအဖက်တစ်ဖက်နဲ့တွေ့ကျမအလုံးလုံးနေရင်းနဲ့ပဲကိုရီးယားအဖက်တစ်ဖက်နဲ့တွေ့အဲ့မှာပေါ့နော်ကျမပြန်ချိတ်ဆက်မိတာကကျမစိတ်ပညာကိုပဲစိတ်ဝင်စားတယ်ပေါ့နော်ဘုန်းကြီးတွေတိလရှင်ဖြစ်တာတွေအများစိတ်ဝင်စားတယ်အဲ့ကြောင့် ဲ့ဒီကိုရီးယားအဖွဲ့ကသူတို့တရားထိုင်မလားတဲ့ဟုတ်ကဲ့ထိုင်မယ်ပေါ့အဲ့ဆိုလို့ရှိရင်တဲ့ဒီမှာစရင်သွင်းပါတဲ့ဟုတ်ကဲ့သွင်းမယ်ကျွန်မတရားအရန်ထိုင်ခြင်းလေးလားပေါ့ဘယ်မှာရှိလဲအဲ့လိုပြောတော့ဒီစင်တာကြီးအခုကျွန်မနေတဲ့စင်တာကြီးရှိနေပေါ့နော်ကိုရီးယားလိုပြောတယ်သူတို့ကနောက်ကျကျွန်မနားမလည်မှန်းသိတော့အင်္ဂလိပ်လိုပြောတယ် အဲ့ဒါအင်္ဂလိပ်လိုပြောတော့ဟဲ့ဟုတ်တယ်ပါဗောကျွန်မအင်္ဂလိပ်လိုနားတော့နားလည်တယ်ဒါပေမဲ့တိတ်မပြောတတ်ဘူးပေါ့နော်သူတို့ပြောတာကိုနားလည်တယ်နားလည်တော့ကျွန်မဆိုင်အပ်လို့လိုက်တယ်နောက်ပြီးတော့အာသူတို့ကဟိုအားတဲ့ပတ်စံထည့်ရတယ်တဲ့ပတ်စံပတ်စံအော်ပတ်စံထည့်ရလားလားဘယ်လောက်ထည့်ရလား5000တဲ့အော်5000ရင်းတော့မရှိဘူးလေလို့မထက်နိုင်ဘူးလို့အဲ့မဟုတ်ဘူးတဲ့ register သွင်းတယ်ဆိုလို့ရှိရင်တဲ့5000ပေးရတယ်တဲ့တလောက်သူတို့အဲ့လိုပြောတယ် ကွာစဉ်းစားလာပေါ့နော်ငါလူရက်လူလိုက်သေးတာပဲလို့ငါမှလည်းပတ်စံရှိတာပဲဆိုပြီးတော့အဲ့နဲ့ကိုကဘုံငါလို့ပြောတာနော်ကိုမှလည်းပတ်စံရှိတာပဲဆိုပြီးတော့အာထည့်လိုက်တယ်ဘယ်လောက်ထည့်လဲဆိုရင်တထောင်ပဲပေါ့နော်ဒီဟိုထည့်လိုက်တယ်အဲ့တထောင်ကတော့ deposit ပေါ့ deposit money တထောင်ပေးလိုက်ပေးလိုက်ပြီးရနောက်နေ့ကျရင်ကျမလည်းရလာရပါတယ်ဟာဖရအတွက်ပဲတူခဲ့တာပဲဆိုပြီးတော့ကိုကနောက်နေ့ကျတော့ကျမကဟိုကဖြစ်တယ်ခင်းငွေနေ့ဖြစ်ပြီးတော့ အလုတ်မသွားရဘူးအလုတ်မသွားတော့ကျွန်မအာဒီလိုပဲအဆောင်မှနေ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 တော့ကျွန်မဖုန်းဝင်လာတယ်ဖုန်းဝင်လာတော့ဒါတဲ့အင်္ဂလိပ်အင်္ဂလိပ်လို့ပြောနော်မိုင်ဝင်းစင်လားမသိဘူးတဲ့ကျွန်တော်ကတော့ဒီစင်တာကပါပေါ့နော်အတရားခိုင်ဖို့စင်ရင်သွင်းထားတဲ့ကိစ္စပေါ့နော်ဘယ်ချိန်လောက်လာမလဲတဲ့အဲ့လိုမျိုးအဲမမိတဲ့တော့လို့သူတို့မနေရဘလို့လဲလို့ငါအဲ့လိုကွာကွာလည်းလမ်းပြတယ်ပေါ့နော်အဲ့ဒါအဝိစမ်းလဲရင်မို့ချုပ်ပြီးတော့ညီမလေးကလည်းအမကလည်းလှုပ်ပြီးတဲ့ ဘာမှန်းလည်းမသိဘူးပေါ့နော်အဲအဲ့လိုမျိုးပြောတာအဲ့နဲ့ကိုရီးယားစင်တာပေါ့ဒီစင်တာကြီးကိုကျွန်မကမနေ့ပုံနိုင်စင်တာကြီးတော့ရောက်လာခဲ့တယ်ရောက်လာပြီးတော့သူတို့တရားထိုင်တဲ့ဟာကိုပြတ်ရတော့အဲဂျန်နဲ့ပတ်ဆက်နဲ့တွင်းရတယ်ပေါ့နော်တွင်းပြီးတော့ကျွန်မအဲ့မှာ၅ပေါင်း၅ပေါင်းဆိုတော့ကျွန်မတစ်လောက်၅ပေါင်းဆိုတော့မဆိုသေးဘူးပေါ့နော်ဟိုကအဲ့တုန်းက၄သိန်းခွဲလောက်ရတယ်ကျွန်မအဲ့ဆိုတော့၅000ကတော့ဘာဖြစ်ဖြစ်ကိုယ့်ရဲ့ဒီစိတ်ပိုင်းပေါ့နော်ကျွန်မအယောင်ဝါသနာပါပြီးတော့ ဒီစိတ်ပညာပိုင်းဆိုင်ရာဒါလို့ဆိုရင်ဒီနိဗ္ဗာန်လို့ကောင်းကင်ဘုံလို့အဲ့လိုမျိုးကျွန်မအယံဝါဒနာပါခဲ့တယ်ဆိုတော့အဲစဉ်းသွင်းလိုက်ထိုင်လိုက်တရားထိုင်ပြီးတော့เนาะဒီမှာဟိုဖြစ်သွားတယ်ဗျလေတရားထိုင်ပြီးတလအလုံးမှာဟာတလအဖြစ်မှာတလအဖြစ်မှာတတော်လေးကိုပြောင်းလဲသွားစိတ်ကဘာမှမရှိတော့ဘူးဒီနိယာကနိလဲဆိုလို့ရှိရင်ပထမဦးဆုံးပေါ့เนาะသူတို့တစ်ပတ်လောက်ကဘာလို့ခိုင်းလဲဆိုလို့ရှိရင်ကိုကိုကိုပြန်တုံးတက်ရတယ် လိုတုံးတဲ့မျက်လုံးကိုမှိတ်ပြီးတော့မွေးကလေးကအခုထိုင်နေတဲ့အချက်အထိကိုပေါ့နော်ပြန်တုံးတက်ပါတဲ့အဲ့ဒါကိုပြတ်ပတ်တုံးတက်ခိုင်းတယ်ဟာဒီလိုပဲအဲ့လိုမျိုးတုံးတက်နေတာတောင်မှပဲပေါ့နော်စိတ်ကပေါ့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 သွားတယ်ပေါ့နော်သူတို့တော့ပြောပြပါပေါ့နော်ဘဝဆိုတာရှိလားဘဝဆိုတာမရှိဘူးပေါ့နော်ဘဝဆိုတာမနေ့ကဟာလည်းမရှိတော့ဘူးဒီနေ့ဟာလည်းမရှိတော့ဘူးအဲ့ဒါကိုပဲကိုယ်ကရှိတယ်ဆိုပြီးထင်ပြီးတော့တည်ဆောင်လာတဲ့ဟာတွေကဝန်တော့ဝန်ဘူးဖြစ်နေတာနော်အဲ့ဒါတွေကိုဆွန့်ပစ်လိုက်ပါဆိုပြီးတော့ အဲဒီနှစ်ပတ်နှစ်ပတ်သုံးသက်ပြီးတော့အဲ့ဒီဓာတ်ပုံတွေကိုရိုက်ပြီးတော့အဓာတ်ပုံတွေကိုရှာတယ်ပေါ့နော်ကိုယ့်ရဲ့ပုံရိပ်တွေကိုရှာပြီးအဲ့ဒီပုံရိပ်တွေကိုနှစ်ပတ်ပြီးတဲ့အခါမှာအဲ့ဒီပုံရိပ်တွေကိုစွန့်ပစ်တဲ့နီလန်းကိုပေးခဲ့တယ်။အဲ့နဲ့တလပြေးနှစ်ပတ်လောက်ဖတ်ဆွန့်လိုက်တဲ့အခါမှာပေါ့ဗျာကျွန်မအစ်စ်တက်ပြီးတာဒီမှာအစ်စ်ခုနှစ်ဆင့်ရှိတာဟုတ်အစ်စ်ခုနှစ်ဆင့်ရှိတော့နှစ်ပတ်ဆွန့်လိုက်တဲ့အခါမှာတော်တော်လေးကိုပေါ့နော်စိတ်ကကြည်လင်ပြီးတော့ ညီမတစ်ယောက်ရှိတယ်ဗောညီမလေးတွေနှစ်ယောက်ရှိတယ်သူတို့ကလည်းမဆူတော့ဘူးညီမအရင်တော့အဲ့လိုမျိုးမဆူတော့မပြောတော့ဘူးအော်ဒါဆိုတော့ညီကဘာမဟုတ်ပါလားဆိုတာကိုကိုကကိုသိလာခဲ့တယ်အရင်တော့တော့ဒီလိုမျိုးအဲ့လောက်ထိဒီသူနာပြစ်လုပ်ခဲ့တာအဲ့လောက်ထိပေါ့နော်ညီမဖျားတရားကိုလည်းလိုက်စားချိန်မရှိတော့ဒီတိုင်းပဲအိတ်လိုက်စားလိုက်ဘူးပြင်အလုံးလုံးလိုက်ပြဆက်ရလိုက်တော့လိုက်ဖြောင်းလိုက်ပေါ့ဒီတိုင်းပဲနေခဲ့ကန်နဲ့ပဲညီမဒီကျင့်စဉ်ကိုပေါ့နော် ာတနှစ်ပြည့်တနှစ်ပြည့်သွားတယ်တနှစ်ပြည့်သွားတော့တို့ကဟောတဲ့ဒီတယောက်ကပေါ့နော်ကောင်းကောင်းလုပ်အလုပ်လုပ်တယ်အကောင်းကောင်းတရားထိုင်တယ်တဲ့အဲဆိုတော့သူ့ဘောနော်မင်းကြီးတဲ့ဒီစင်တာမှာဟိုကုညီသူလုံးလုံးမလားပေါ့အခုဆရာတို့လိုလိုကုညီသူဒီလိုမျိုးထောက်ပံ့ပေးတယ် အဲလောက်တော့လုတ်ချင်တယ်ကျမအစစ်အတန်းနဲ့ဘလို့ဖြစ်နိုင်မှာမလဲเนาะဒီကိုရီးယားမှာကိုညီတို့ဒီကိုရီးယားစင်တာမှာကိုညီတို့လုတ်တယ်ဆိုတာဘလို့ဖြစ်နိုင်မှာမလဲအဲ့လိုမျိုးပြောတော့တို့ကမဟုတ်ဘူးတဲ့ဒီစင်တာလဲဝယ်ထားတာပေါ့เนาะဒီဒီကတရားထိုင်တဲ့လူတွေအတွက်ပဲဝယ်ထားတာအဲ့ဆိုတော့မင်းကဒီမှာနေမယ်ဆိုလို့ရှိရင်တော့မင်းကတရားပြတ်မယ်ပြတ်ပြီးတော့ဒီတရားဒီမှာပဲနေရမှာတဲ့ အဲ့လိုပြောတော့ကိုကလည်းကိုဘုံနဲ့တက်တက်မှာပါမလားအဲ့လိုမျိုးဆရာတော့မလုပ်ဘူးလေတစ်ခါမှတစ်သက်မှတစ်ခါမှဆရာမလုပ်ဘူးအကုန်လုံးကိုကတပည့်တွေနေနေလာခဲ့တာအဲ့ဒါနဲ့အဲအဲ့လိုဆိုရင်တော့ဆရာဘလို့တော့လုပ်နိုင်မလဲလို့မရဘူးဒီလိုမျိုးလုပ်လို့မရဘူးတဲ့ကိုရီးယားမှာပေါ့နော်သင်တန်းခေါ်ရမယ်ဆိုပြီးတော့ကျမကိုကိုရီးယားကိုပေါ့နော်အဲသင်တန်းပေးဖို့အတွက်ခေါ်တယ်ခေါ်တဲ့အခါမှာအဲ့လုံးကသင်တန်းတုံးလာပဲတက်ရတယ် ပတ်တိပဲပေါ့နော်ကိုကလည်းကိုရီးယားကိုကိုရီးယားကိုဟိုဗီဇာတောင်းလာပဲရတော့ကျွန်တော်ကိုရီးယားကိုသွားခဲ့တယ်အဲတောင်းလာတောင်းလာသွားခဲ့တယ်တောင်းလာသွားတဲ့အခါမှာအဲ့ဒီမှာပေါ့နော်အဲကုညီသူတင်တန်းကိုတောင်းလာတက်ခဲ့တက်တဲ့အခါမှာကျွန်မပြီးသွားပြီလားဆိုတော့မပြီးသေးဘူးပေါ့နော်ဆရာကြီးကဟိုမှာဖိလစ်ပိုင်မှာတရားပြတယ်ဆိုတော့ကျွန်မဖိလစ်ပိုင်ကိုလည်းအာအဲ့ဒီကိုရီးယားနေအပီတက်ပတ်သွားခဲ့တယ်အဲ့ဒါနဲ့ ပြီးတဲ့အခါမှာဒီစင်နာကိုရောက်လာပြီးတော့ကျွန်မကုညီသူလုပ်ခဲ့လုပ်ခဲ့တဲ့အခါမှာပေါ့နော်ကျွန်မအာဖိလစ်ပိုင်ကိုပြန်ပြန်သွားရလား၃ခါ၄ခါလောက်ပြန်သွားရအောင်အဲ့ဒါနဲ့အရင်ချင်းမပြည့်မိသေးဘူးကုညီသူလုပ်လို့မရသေးဘူးဆိုပြီးတော့ကျွန်မကိုမလေးရှားမှာလဲစင်တာရှိတယ်မလေးရှားမှာစင်တာမှာတွားပြီးတော့နှစ်လတိတိနေရတယ်သူလည်းဗီဇာနဲ့တွားရတာဗီဇာထပ်တိုးပြီးတော့နှစ်လတိတိအဲတွားခဲ့တယ် တော့ပြီးတော့ now time time မှာနှစ်ခါနှစ်လပေါ့နော် time မှာတွားရတယ် now စင်ကာပူမှာတစ်လနေရတယ် now အင်ဒိုနီးရှားမှာနှစ်လပေါ့နော်ဒီလိုနဲ့ training တွေဆင်းတဲ့အခါမှာကျွန်မဘလို့တွေ့ကြုံရလဲဆိုတော့အဲ့ဒီတစ်နှစ်အတွင်းတစ်နှစ်ပေါ့2019မှာကျွန်မ2019အာလာဘာရနေပြီးတော့ကဘာပတ်လိုက်တာ2019ပုံနဲ့အထိပေါ့ ိုဗစ်စဖြစ်တယ်2019 12လပိုင်းမှာစပြီးကိုဗစ်ဖြစ်တယ်ကိုဗစ်ဖြစ်တော့မှလည်းမြန်မာပြည်ကိုပြန်လာလိုက်တယ်အာလုတော့မယ်ဗောဟမ်အရင်ပဲဗောနော်ဟာဒီစင်နမာရှိတဲ့ဟာအကုန်လုံးကိုလည်းကျွန်တော်လုတ်တယ်ဟိုဘာအလုံးမဆိုဗောနော်အကုန်လုံးတက်တက်ကြကြလုတ်တယ်ပြီးတော့လူတွေကိုလည်းကုညီပေးမယ်လုတ်မယ်လို့ကြံလဲကြံရောကိုဗစ်ကစဖတ်ဖြစ်အဲ2020ရောက်လာတော့ကိုဗစ်ကစဖြစ်နေပြီ ဖြစ်တဲ့အခါမှာဒီလိုပဲလာပိုင်းလေးပဲအလုံးလုံးရတယ်ဘယ်အလုံးတစ်ခုအလုံးလုံးဖို့ဆိုလို့ရှိရင်တော့လာချင်းနေချင်းညချင်းဟိုဗါလဲဒီပြောင်းလဲတိုးတက်လာတဲ့အာမမဟုတ်တာဘာကြောင့်လဲဆိုလို့ရှိရင်ဒါဆိုပုံတော်စိုးသေးတယ်လေဟိုဒါစိတ်ပိုင်းဆိုင်ရာပြောင်းလူဝက်ဆက်ကပြောင်းလဲလာမှပြီးရင်စိတ်နဲ့အလုံးလုံးရတယ်ဆိုတော့ပိုဆိုးတယ်ပေါ့နော်တင်နန်းသူတွေလည်းတင်နန်းသားတွေလည်းမရှိပါဘူးအများကြီးအဲ့နဲ့ပဲနေခဲ့တယ် ်နေပြီးတော့တယောက်နှစ်ယောက်နဲ့ပဲနေပြီးတော့အမှကျမကိုကိုရီးယားနေပြီးတော့ပေါ့နော်အဖေပေါ့ကျမကိုပြန်ပြီးတော့ဒီလိုမျိုးပေါ့နော်လောက်ပါဆိုပြီးတော့ကိုထက်အကြီးပေါ့ရာတွေမြင့်တဲ့တယောက်ကိုပို့တယ်သူကတော့ကိုရီးယားသူဖြစ်တယ်သူကတော့ဟန်ဂျောင်းဆိုတဲ့အမပေါ့နော်သူ့ကိုပို့တယ်ပို့တဲ့အခါမှာကိုထက်လည်းချစ်ပါတယ်သူကဥစားပေးတယ်ဥစားပေးတော့ဒီလိုပဲသူကိုဗစ်ကာလမှာလည်းလောက်ပြီးတော့ဒီလို promotion တွေကလည်းလုပ်တယ် နောက်ဆုံးပေါ့နော်ကိုဗစ်လုံးဝလော့ခ်ဒေါင်းချတယ်အပြင်မဖက်ရဘူးဆိုတော့ကျွန်တော်တို့ဒီ Zoom meeting နဲ့ပေါ်လာပြီးတော့ Zoom meeting နဲ့လုပ်တယ်ဘယ်အဲ့လောက်ထိပေါ့နော်အဆင်ပြေတယ်လို့တော့ပဲရှိပါ့မယ်နောက်ဆုံးမှာဘာဖြစ်တာလဲဆိုရင်တော့အ Zoom meeting နဲ့လုပ်ပြီးတော့နောက်ဆုံးကျတော့ဟိုဗာလဲအဲဒီဒီအနာသိန်းတဲ့ဥစ္စာဖြစ်လာတယ်နော်အနာသိန်းတဲ့ဟာဖြစ်လာပြီးတော့မိရ ဇွန်းနဲ့အဆင်ပြေနေတဲ့အချိန်မှာမီးတွေကထပ်ပြက်တာမီးတွေကပြက်တော့ကိုရီးယားအမကလည်းအရန်ကိုကြောက်ပြီးတော့ပေါ့နော်2022မှာပြန်သွားတယ်ဟာနဲ့ဒီမှာတယောက်ဖယ်ယူပဲကြံခဲ့တယ်ပေါ့နော်ဒီမှာကြံခဲ့ပြီးတော့ဟိုအခွင့်အမှတ်စဉ်းစားလိုက်တယ်ဟိုဟိုအမြင့်ဆုံးကိုတော့ရောက်နေပါတယ်ထိတ်ဆုံးကိုပေါ့နော်ဘာမှမသိညာမှမသိလို့လို့တက်သွားတယ်ဒါပေမဲ့အပေါ်ဆုံးမှာတယောက်သေးပဲဖြစ်နေတယ်ပေါ့နော်အဲကြောင့် အခုပေါ့နော်9နှစ်လောက်ရှိပြီပိုပြီးဆက်ဖြစ်ပြီးတော့အခုချိန်အဖြစ်ဆိုလို့ရှိရင်ကျွန်မ9နှစ်လောက်ရှိပြီဒီစင်နာကြီးမှာပဲပေါ့နော်ကိုကတယောက်ထဲနေရတယ်အဲ့လိုမျိုးဘဝမှာပေါ့နော်ကိုကတယောက်ထဲလည်းဖြစ်သွားတတ်တယ်ကျွန်မနေတဲ့ကျွန်မတယောက်ထဲပဲနေပါတယ်အရင်တုန်းကတော့ပေါ့နော်ဒီမှာအာတရားထိုင်တယ်တရားပြတယ်ပေါ့နော်အခုကတော့လူမနေတဲ့အိမ်ဖြစ်မှကြောက်လို့ဒီမှာတော့ပေါ့နော်ကျမတို့အရင်တုန်းကတရားထိုင်တယ် အဲဒီအခန်းကြီးထဲမှာတရားပြတယ်အခုနောက်ပိုင်းမှာပေါ့နော်ကွန်ပျူတာနဲ့အလုပ်လုပ်ရတယ်ကွန်ပျူတာနဲ့အလုပ်လုပ်တယ်အဲ့တော့ကျွန်မအခုဒီမှာတယောက်ထဲပဲဖြစ်သွားတယ်ပေါ့နော်ဒီမှာ solution cushion လေးရှိတယ်အဲ့ဒါတွေထိုင်ပြီးတော့ဟိုဘက်မှာတရားပြတယ်အခုတော့လူမလာတာပေါ့နော်တော်တော်လေးမှတော်တော်လေးကြာသွားပါပြီတယောက်ထဲပဲနေတာ9နှစ်လောက်ရှိပြီပေါ့နော်9နှစ်လောက်ရှိပြီအဲ့ဆိုတော့ဒီဟာတော့ ဟိုတဘာဝကပေးတဲ့လက်ဆောင်လို့ပဲပြောရမှာပေါ့နော်ကျမတက္ကသိုလ်ကြာရင်စာအုပ်တွေဖတ်တယ်ကိုရီးယားလိုတော့ဖတ်ဖတ်ဖတ်တတ်တယ်ဒါပေမဲ့အဓိပ္ပာယ်တိတ်နားမလည်ဘူးပေါ့နော်များသောအားဖြင့်တော့အင်္ဂလိပ်လိုတွေဖတ်တယ်ပေါ့နော်အင်္ဂလိပ်လို ဖတ်တယ်ကိုကလည်းအရင်တော့ကတော့အင်္ဂလိပ်လိုအင်္ဂလိပ်ကျောင်းမှာပဲတက်ခဲ့တာအင်္ဂလိပ်စာတက်တက်သင်ရတယ်လို့တော့မရှိပါဘူးဒါပေမဲ့လို့လည်းစာအုပ်တွေအားလုံးကပေါ့နော်အင်္ဂလိပ်လိုတွေပဲဖြစ်တယ်ဟောလေကြာရင်လည်းအရန်ပြင်းတယ်ပေါ့နော်ဒီအင်္ဂလိပ်စာတွေကိုပြန်ပြန်ပြီးတော့ကိုကကိုဘာလာပြန်ရ ဆိုတော့လည်းပြင်းတယ်အဲဆိုတော့ဒီမှာနေတာငါးနှစ်ရှိပြီဒါကြောင့်မလို့ပေါ့နော်ကျွန်မပြောချင်တာကတော့ကျွန်မပြောချင်တာကတော့ဘဝမှာပေါ့နော်တစ်ခါတလေကြာရင်လေဟိုတယောက်တည်းဖြစ်သွားတတ်တယ်ပေါ့နော်တယောက်တည်းဖြစ်သွားတတ်တယ်အဲကြောင့်မလို့တယောက်တည်းဖြစ်တဲ့အချိန်မှာလေကြံ့ကြံ့ခိုင်စိတ်ကိုကြံ့ကြံ့ခိုင်ပြီးတော့ဟိုကျွန်တော်ရွှားဖို့အခုဆိုရင်၅နှစ်တောင်ပြည့်ခဲ့ပြီပေါ့နော် now နောက်ဆိုလို့ရှိရင်တော့ပိုးပြီးတော့ပိုရပါတော့เนาะကြံ့ကြံ့ခံနိုင်တော့ဒီမှာဆိုရင် view တော်တော်ကောင်းတယ်ပေါ့เนาะကျွန်မရဲ့နေရာက view ကောင်းတယ် view ကောင်းတယ်ဟိုဘက်မှာ mid view လည်းမြင်ရတယ်ဒီလိုမျိုးရှိပါအားကြောင့်ကျွန်မရဲ့ video လေးကိုလည်း like and subscribe လေးလုပ်ပေးပါကျွန်မက video လေးတွေဒီတက်နိုင်သလားပေါ့เนาะဒီစာအုပ်လေးတွေဖတ်ပြီးတော့ဘဟုတုတ္တမျှဝေတဲ့စာအုပ်လေးတွေ တင်မှာဖြစ်တဲ့အတွက်ကြောင့်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်